အလုံးမဲမင်္ဂလာပါကျမစောငိမ့်အေးပါခုဗီဒီယိုမှာကကြတော့ ဒီမှာမြင်ရတဲ့အတိုင်းပေါ့နော်ဒီ x0 တဲမှာပေါ့ဇာဒီဆဲကွက်တွေတရိုက်တဲ့အခါကျရင်ကျမတို့ကဒီလိုခုလိုမျိုးတုံညာလေးတွေရှေ့ဘက်ကနေပေါ်အောင်ဘယ်လိုလုပ်မလဲပေါ့နော်ပုံမှန်တမယ်ရိုးချကကျမတို့ကရှေ့ဘက်ကဥမာ01လို့ကျမရိုက်လိုက်တယ်ရိုက်ပြီးရင် intercalate တဲ့အခါမှာ 1ပဲမြင်ရမယ်အရှိဘက်က0ကမမြင်ရဘူးဥပမာ001ဆိုရင်လည်းရိုက်တာတော့001 enter ခောက်လိုက်တဲ့အခါကျရင်1ပဲမြင်ရမယ်ပေါ့အဲဆိုလို့ရှိရင်ဒီမှာပြထားတဲ့အတိုင်းကိုရိုက်တဲ့ဒီကိုရိုက်လိုက်တဲ့ခန်းန်းတွေရဲ့အရှိဘက်ကဒီ00တွေကိုမြင်ရအောင်လို့ဘယ်လိုလုပ်လဲဆိုတာကိုစစ်ပြီးတော့အတူတူလေ့လာကြမယ် ဆိုရင်ရိုက်ချင်တဲ့ဆဲခွက်ပေါ့နော်တခွက်သေးဆိုလို့ရှိရင်တခွက်သေးပေါ့နော်တကယ်လို့ကိုကဒီဆဲခွက်ကို၅ခွက်ရချင်တယ်ဆိုရင်၅ခွက်ကိုနံပါတ်၁ဆက်လက်မှတ်ဖို့လိုတယ်ဆိုတော့ဒီမှာကတခုချင်းစီကိုမတူအောင်လုပ်ပြမှာဖြစ်တဲ့အတွက်တခွက်ပဲဆက်လက်မှတ်လိုက်မယ်အဲ့ဒီဆက်လက်မှတ်တဲ့ဆဲခွက်အပေါ်မှာ right click နှိပ်ပါမယ်ပြီးရင်ဒီ format ဆဲကိုသွားပါမယ်ပြီးရင်ဒီ number ဆိုရက်ဒီအပေါ်မှာ tab လေးတွေရှိတယ်သူကနဲ့တူ automatic က number ဖြစ်နေပြီးသားအဲ့ဒီ number ရဲ့ဒီ custom ဆိုတာကိုသွားမယ် ရောက်ပြီဆိုရင်ဒီ type ဆိုတဲ့နေရာမှာ general ဆိုတာကိုဒီမှာဆက်လက်မှတ်လိုက်ပြီးတဲ့အခါကျရင်ကိုကဥပမာ01ဆိုတာနှစ်နေရာယူထားတာဖြစ်တဲ့အတွက်၃ညကိုနှလုံးရိုက်လိုက်မယ်00ပေါ့ပြောချင်တာကဒီမှာအဓိက main ပဲအာကိုကကိုရိုက်မဲ့ခဏန်းကနှလုံးမဲ့ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် number sort digit ကနှလုံးမဲ့ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီမှာ00ဆိုပြီးမှနှစ်နေရာစာယူပေးမယ်ဟုတ်ပြီနော်ပြီးရင် okay မှာနှိပ်တယ် ။ဒါဆိုလို့ရှိရင်ဒီအချိန်ဒီမှာ01လို့ရိုက်လိုက်မယ်။ရိုက်ပြီးရင် enter ခောက်တဲ့အခါမှာနှစ်နေရာစာယူထားတာဖြစ်တဲ့အတွက်အာဒီစက္ကလုံးကပေါ်တယ်ပေါ့။ဒါဆိုလို့ရှိရင်ဒီမှာနောက်တစ်ခွက်ဆန်းကြည့်အောင်။ဆိုတော့ဒီလိုမျိုး001ဆိုတာဒါ3နေရာယူထားတာဖြစ်တဲ့အတွက်သူ့ပေါ်မှာ right click နေပြီး form essay ကိုထားမယ်။3နေရာယူထားဒီမှာနော်။ number တွေက custom ကိုသွားမယ်။ general မှာ3နေရာဆိုရင် 03လုံးရိုက်ပေးရမယ်တကယ်လို့ဒီနေရာမှာ9နေရာယူမယ်ဆိုရင်05လုံးပေါ့နော်9နေရာဆို9လုံးအဓိကအဲ့ဒါ main ပဲဆိုတော့ကိုကဘယ်နှနေရာယူမှာလဲပေါ့ပြောချင်တာကရှေ့ကတုံညတယ်မဟုတ်ဘူးရှေ့ကတုံညရောနောက်မှထည့်မယ်ခဏန်းနေကိုစုပေါင်းယူမယ်ခဏန်းရေတွေကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာ3လုံးဆိုလို့ရှိရင် okay မှာနိုင်မယ် 300ညစာယူထားတဲ့ဒီလိုမျိုးပေါ့အားသာဖြစ်တဲ့အတွက်သူကဒီ custom တွေကကျွန်တော်တွေထဲမှာ400ညစာ ယူပေးရမှာဖြစ်ပါတယ်ဒီလိုကိုက300ညစာဥမာကျွန်မက400ညစာယူထားတဲ့400ညစာယူထားပြီး၅လုံးရိုက်ကြည့်မယ်နော် လေးနေရာစာယူထားတယ်ဒါပေမဲ့ငါလုံးရိုက်ကြည့်တဲ့အခါကျရင်သူဘလို့ပေါ်တယ်ပေါ့ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ကဒီမှာခဏအနေနဲ့ကလေးနေရာစာယူထားပေမဲ့လေအဲရိုက်တဲ့အခါကျရင်နောက်တစ်လုံးမရှိဘူးသူပျောက်သွားတယ်ပေါ့နော်ခင်ဗျာဆိုနောက်တစ်ခုဒီမှာဆိုကြည့်လိုက်ပါစုစုပေါင်း၈ဘက်မှာက၃ညက၄လုံးအနောက်ဘက်မှာတစ်လုံးဆိုသူဒီ9နေရာစာယူထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် format set ကိုသွားမယ် custom နဲ့ကိုသွားပြီး9နေရာစာဟုတ်ပြီနော်ဆိုလို့ရှိရင် ရရပြီ။ကဲနောက်ဆုံး the last one ။ဆိုရင်ဒီအနောက်အရှိဘက်မှာက၃ညနှလုံးအနောက်ဘက်မှာကဒီခဏ၅လုံးရိုက်ထည့်ထားတာဆိုတော့စုစုပေါင်းသူယူထားတဲ့နေရာက9နေရာလို့ယူရမှာဖြစ်ပါတယ်။ဒါဒီလို keyboard ကနေ control ရယ်1ရယ်နှိပ်ရင်လည်းရတယ်။ဒါမှမဟုတ်ရင် right click နှိပ်ပြီးတော့မှ format setting ကိုသွားရင်လည်းရတယ်။ custom ကိုသွားမယ်။ယူမဲ့နေရာက9နေရာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တွေမှာ okay ခုနှစ်လုံးယူမယ်ပြီးရင် okay မှာနှိပ်နေရတယ်။ enter ခေါင်ရင်လည်းရတယ်။ဆိုတော့ဒီနှစ် တဲ့နှစ်တော့ဖေးကရပြီအင်တာပေါက်လိုက်။ဒါဆိုရင်စုစုပေါင်း9နေစာ9နေရယူထားတာဖြစ်တဲ့အတွက်နောက်ဘက်ကခဏ9လုံးရိုက်တယ်အရှိဘက်က3ည2လုံးပေါ်တယ်ပေါ့။ဥပမာဆိုပါစို့ကျွန်မကအဲဒီမှာနောက်ဘက်ကခဏက4လုံးပဲရိုက်လိုက်တယ်ဆိုရင်9နေရယူထားတာဖြစ်တဲ့အတွက်အရှိဘက်မှာ3ည3လုံးပေါ်ပါလိမ့်မယ်။အခုကျွန်မရိုက်ထားတာ1 2 3 4 တွေ့တယ်လားဒါကြောင့်မို့အဓိကဥပမာ၃လုံးပဲယူလိုက်တယ်ဆိုရင်ရှေ့ဘက်မှာ၃ည၄လုံးပေါ်ပါလိမ့်မယ်အဆိုရပါပြီเนาะဒါကကြတော့ဗာလဲဆိုလို့ရှိရင် leading zero လို့လည်းခေါ်ပါတယ်အရှေ့ဘက်မှာ၃ညဒီပဲထည့်ကျင်နေဆိုရင်ဒီနည်းကို၃ညလာဖြစ်ပါတယ်ဆိုတော့အလုံးတဲ့အကျိုးရှိမယ်လို့ယုံကြည်ပါတယ် bye for now see you next video ပါ let's go to sun soul